ကဲအာလူဘက်ပတစ်အဲအာလူမက်သဒစ်ဟောမဟုတ်ပါဘူးအာလူကက်သလစ်အာလူကတ်လက်ကျော်စားကြမယ် ငငယ်တော့ကတော့မမွန့်ကြော်ကျွေးနေကြပါတော့အဲဒီတော့ကတော့အလူကတ်တလက်အလူကတ်တလက်လို့ပဲတည်တာနော်ကြီးလာတော့မှပဲအလူကတ်လက်ဆိုတာတည်တာပါနော်ဆိုတော့မမွန့်ကတော့အလူတစ်မျိုးသေးကိုကြော်တာဒါပေမဲ့ကျွန်တော်ကတော့ကိုစတိုင်နဲ့ကိုပါနော်ကျွတ်သွင်ပြူကျွတ်သွင်နေအငရုတ်တီအမှုန်လေးထည့်တယ်အရသာဆက်တယ်ပါနော်အာအလူလေးကိုပြုတ်ပြီးထောင်းပြီးတော့အလိုမျိုးကြော်တာပါဒါမမွန့်ကတော့အလူတစ်မျိုးသေးထည့်တယ်နော်ပြီးရင်တစ်ခါလေးကြာရင်သူငားလေးတဲ့ လုပ်ပေးတယ်ဗောနော်ကျွန်တော်ကတော့ post time နဲ့ကိုဗောနော်အဲဒါကတော့ကြံခဲ့တာပါလဲဆိုတော့မဆလာเนาะဒါဒါသမီးတွေကအဆက်ဆက်လေးကြိုက်တာဆိုတော့လေငွေဥတီစိမ့်လည်းတချို့ထည့်တယ်ဗောနော်ဒါမှမဟုတ်ဒီမှာတော့ငွေဥတီစိမ့်မထည့်တော့ဘူးပို့ပြီးတော့လုံးလို့ကောင်းအောင်လို့ဒါပြောင်းကောင်းမှုလေးထည့်လိုက်တယ်ဗောနော်ပြောင်းကောင်းမှုလေးထည့်လိုက်ခြင်းကတော့အဲအလုံးလေးပို့လုံးပြီးတော့လှတယ်ဗောနော်စာလုံးလုံးလုံးလေးလောက်ပါတယ်တချို့လည်းပြပြလေးလောက်ပါတယ်ကျွန်တော်ကတော့အလုံးလောက်ပါတယ်ပြီးရင်ဒါအပေါ်မှာအနှစ်လေးပြန်လုပ်ဖို့အတွက် ချက်ဦးလေးနဲ့ပြောင်းကော်မုံလေးနှစ်ခုနော်ချက်ဦးနဲ့ပြောင်းကော်မုံမွေး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 နဲ့ဒီလိုလေးဖြစ်လာပြီဆိုရင်တော့ဒီဟာလေးကိုနှစ်ပြီးရင်ကြော်လိုက်လို့ရှိရင်တော့အပြင်ကွန်ကျွတ်ကျွတ်လေးနဲ့အထဲမှာပျော်ပျော်ဤဤလေး အဲအာလူကတ်လက်ရပါပြီကျွန်တော်ကတော့အစိမ့်နဲ့ကြိုက်တယ်အဆက်နဲ့ကြိုက်တယ်ဒါကတော့အဆက်စတိုင်ပေါ့နော်တလုံးတလုံးတလုံးမလို့ရပြီဆိုရင်ဒီလိုမျိုးဘိုင်းနဲ့ကြော်စားပါတယ်ဒါကတော့ကျွန်တော်တို့အဆုလိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးကြော်ရပါတယ်အဖွဲလိုက်ကြော်ကြော်စားကြတာဖြစ်ပါတယ်အာလူကတ်လက်အာလူကတ်လက်ဖြစ်ပါတယ်ဒီကတော့အာလူကတ်လက်အာလူကတ်လက်လို့ခေါ်တဲ့ အလူကတ်လက်ဖြစ်ပါတယ်အမေကတော့အအများအားကြော်ကျတဲ့ငယ်တွေကလေညီကိုတွေကအာလူဆိုရင် အသေးအသံစားတာဘလို့ချက်ချက်ချက်တာဖြစ်ဖြစ်ကြော်တာဖြစ်ဖြစ်ဘလို့လို့လို့အာလူကိုကြိုက်တဲ့အတွက်ကြောင့်မလို့အာလူကလည်းထွားစီတယ်ဆိုပြီးတော့အမေအမေကတော့ငငယ်လေးတွေကအာလူတွေကိုရှယ်ကျွေးခဲ့တာအဲဒါကြောင့်မလို့ဒါညီကိုတွေကလည်းအနည်းဆုံးတော့ထွားကြတာနော်မနေ့ကဝိတ်ပြန်ရှော့နေရတာဖြစ်ပါတယ် လှုပ်ရှားခြင်းတော့ဒါပြင်ခွန်ကျွတ်ကျွတ်ကလေးနဲ့အထဲထဲမှာမွမွေလေးကြောစားတဲ့အာလူကတ်လက်음ဒလာလုံးလေးနဲ့လှနေရဆိုတော့အရန်ကြာသွားရင်တော့ပျော့သွားတော့ပါနော်ကျော်ပြပြချင်းစားရင်တော့မိုက်တာပေါ့အချင်းလေးနဲ့လုံတို့စားပါသမင်းနဲ့စားတယ်လိုက်ပါတယ်သမင်းဖြူတယ်နဲ့စားရင်လည်းအရန်စားလို့ကောင်းပါတယ်သမင်းမပါဘဲနဲ့ဒီတိုင်းထိုင်စားရင်လည်းတပကံကုန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အာလူဆိုရင်အသေးအတန်ကြိုက်လို့ပါ เอ่ထဲထဲမှာเนาะဒါအာလူရဲ့အရာသားလေးအပြင်ကွန်ချွတ်ချွတ်လေးနဲ့အာလူကတ်တက်ဖြစ်ပါတယ်စကုန်းစတာ